ကျွန်တော်တို့ computer ဈေးကဘူးတို့အန်ဒူးတို့အင်ဂျင်ကိုဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်။နှိုင်းရှင်ဖော်ပြခြင်းပေါ့။ဘူးတို့အင်ဂျင်နဲ့ဒူးတို့အင်ဂျင်နှိုင်းရှင်ဖော်ပြတာ။ကျွန်တော် အပေါ်မှာတော့နော်အထက်မှာဖော်ပြတာတော့၅ချက်ပြီးသွားပါပြီ။အခုနံပါတ်6အနေနဲ့ဆက်လက်ပြီးတော့ဆွေးနွေးပြီးမှာဖြစ်ပါတယ်။အဲ့တော့နံပါတ်6အနေနဲ့ပြောမယ်ဆိုရင်တော့ဘူးတို့အင်ဂျင်မှာအင်းလက်နဲ့အိမ်စောကဘာကိုတုံတူလဲ။အင်းလက်မှာလည်းဘာပါတယ်အိမ်စောမှာလည်းဘာပါတယ်။ဘူးတို့မှာကျတော့အင်းလက်ကူကျတော့ပေါ့ပို့ဆိုတော့ဘောနော်အပေါက်လေးပေါ့နော်။ အင်းလက်ကိုအပေါက်တွေတုံးနေအိဆိုးကိုကျတော့ဘားတွေတုံးနေပေါ့အင်းလက်ပူဆိုတာဘယ်နေရာမှာထားတာလဲဆိုကျွန်တော်ဆလင်နာလိုင်းနာရဲ့အလေပဲအလေပိုင်းလောက်ပေါ့နော်အလေပိုင်းမှာအပေါက်တွေပါလာပြီဒါဆိုတော့ကျွန်တော်အင်းလက်ကအပေါက်တွေပါပြီးတော့တေးကြပါတယ်ဒါဒီဒူးထုတ်အင်ဂျင်လို့ပြောအောင်မှာဖြစ်ပါတယ်အဒူးထုတ်အင်ဂျင်ဆိုရင်ဘာတွေတုံးတာများလဲစကိဘန့်ပေါ့အဲ့တော့လေသွင်းတဲ့ဆက်နှစ်တွေမှာကျွန်တော်တို့ရိုးရိုးတိုင်းလေမသွင်းတဲ့စကိဘန့်စတိုက်တွေနဲ့လေသွင်းပါတယ်အဲ့တော့ကျွန်တော်တို့ ဖူးထုတ်အင်ဂျင်ကအင်းလက်နဲ့အိဇောဘားတွေကိုအသုံးပြုတယ်တူးထုတ်သည်အင်းလက်တွေကိုအပေါက်တွေကနေပြီးတော့တဆင်နေသွင်းတယ်အိဇောကိုတော့ဘားနဲ့အသုံးပြုတာဖြစ်ပါတယ်တော့နမခွန်အချက်အနေနဲ့ကျွန်တော်ဆွေးနွေးရမယ်ဆိုတော့စာအုပ်ကုန်ကြစီများတယ်ဖူးထုတ်လို့ပြောလိုက်တာနဲ့သူ့မှာပစ္စည်းတွေတဆင်ထားတဲ့ပစ္စည်းတွေကကျွန်တော်စပြီးတော့ရင်းနှီးရတဲ့ကုန်ကြစီတွေများတယ်လို့ဆိုဆိုလိုခြင်းပဲဖြစ်ပါတယ်တူးထုတ်အင်ဂျင်ကစာအုပ်ကုန်ကြစီနေပါတယ်တော့နမ၈လေဝင်ခြင်းကြံ့ကြာတဲ့အတွက်ကြောင့် volumetric efficiency ော့ဒူးတယ်ပမာဏပေါ့နော်ဒူးတယ်ဆွမ်းဆောင်နိုင်ပမာဏမြင့်နေဒါကျွန်တော် post ထုတ်ပါလေဝင်ချိန်ကြန့်ကြာတယ်ကျွန်တော် post ထုတ်လို့ပြောတာနဲ့ကျွန်တော်နှစ်ပတ်လဲမှပါဝါတစ်ချိန်ရတော့ကျွန်တော်တို့လေဝင်တဲ့အချိန်ကြန့်ကြာပါတယ်ဒါကြောင့်မလို့ဒူးတယ်ပမာဏသည် volumetric efficiency သည်မြင့်ပါတယ်ကျွန်တော်တို့ဒူးထုတ်အင်ဂျင်မှာကြတော့ပြော volumetric efficiency နိုင်ပါတယ်ဘာဖြစ်လို့ဆိုကျွန်တော်တို့ကနှစ်ပတ်လဲတာမဟုတ်တော့ဘူးเนาะတစ်ပတ်လဲတာနဲ့ပါဝါတစ်ချိန်ရနေတာဖြစ်တဲ့အတွက်ဒါကြောင့်မလို့ကျွန်တော် volumetric efficiency နိုင်တာဖြစ်ပါ ော့နံပါတ်9ချက်အနေနဲ့ပြောရမယ်ဆိုတော့အပူကြောင့်ဆွမ်းဆောင်ရင်မြင်မာပါတယ်ကျွန်တော်တို့နံပါတ်ဟိုတူးဆိုးအရင်အနေနဲ့ပြောမယ်ဆိုတော့အပူကြောင့်ဆွမ်းဆောင်နိုင်ရင်နေနေအပူကြောင့်ဆွမ်းဆောင်နိုင်ရင်မြင့်နာနေတာလည်းကွာခြားသွားပါတယ်တော့နံပါတ်10အချက်အနေနဲ့ပြောမယ်ဆိုတော့အစိပ်ပိုင်းတစ်ခုစီရယ်ဆွမ်းဆောင်နိုင်ရင်ကပို့ပြီးတော့ကောင်းပါတယ်နံပါတ်4ချုပ်အင်းရောအစိပ်ပိုင်းတစ်ခုစီဆိုတော့ကျွန်တော် post မှာပါဝင်လာတဲ့ပါဝင်တဲ့အစိပ်ပိုင်းတွေကိုပြောခြင်းဖြစ်ပါတယ်။တစ်ခုစီတစ်ခုစီကစွမ်းဆောင်နိုင်ရင်ပိုကောင်းလာတဲ့အတွက် အားလုံးစုပေါင်းလိုက်တဲ့အချိန်ကျတော့ဘုဒ္ဓအင်ဂျင်ရဲ့အာသာချက်တည်းလို့ပြောလို့ရပါတယ်။ဒုရှုအင်ဂျင်ကျတော့အစိပ်ပိုင်းတစ်ခုစီရဲ့ဆွမ်းဆောင်နိုင်ရန်နေတယ်။တစ်ခုစီတစ်ခုစီရဲ့ဆွမ်းဆောင်နိုင်ရန်နေကြနေတာတွေ့ရဖြစ်ပါတယ်။ဟိုကျွန်တော်တို့အနေနဲ့ပြောရရင်တော့ဒုထုအင်ဂျင်ဘုဒ္ဓအင်ဂျင်ကိုနှိုင်းရှင်ပြီးတော့တွေးကြည့်မယ်။ကိုကိုစိတ်ချက်ကိုပြောအောင်မယ်ဆိုတော့ကျွန်တော်တို့ကတော့ဘုဒ္ဓအင်ဂျင်ကိုသဘောကျပါတယ်။ဒါပေမဲ့ဒုထုအင်ဂျင်ကပါကောင်းတယ်။ဒုထုအင်ဂျင်မှာအာသာချက်နေတဲ့ပါဝါများတာပေါ့နော်။ပါဝါအနေနဲ့များတာဖြစ်တဲ့အတွက်လေပတ်မှုတွေများတယ်၊စွမ်းအားတွေများတာဖြစ်ပါတယ်။ စွမ်းများလာလို့ရင်တော့ဒူးထုတ်ဖို့တော့မှစွမ်းများလာတခုတော့မကြည့်ဘဲနဲ့ကျွန်တော်တို့ဟိုပြောမယ်ဆိုတော့ဟိုစွာတခုတည်းနဲ့မကရဘဲနဲ့ကြံတဲ့အပိုင်းတွေပေါ့ CO စိတ်မှုအပိုင်းတွေကုလင် effect တွေပေါ်မှာမူတည်ပြီးတော့စဉ်းစားမယ်ဆိုတော့ဖိုးထုတ်အင်ဂျင်ကိုသုံးစေချင်ပါတယ်။တခုလုံးမှာတော့အာသက်ချက်တွေအာနေချက်တွေရှိတယ်ဆိုတော့ကျွန်တော်နှိုင်းရှင်ပေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာမရိန်အင်ဂျင်နီယာလောကကြီးဖွံ့ဖြိုးတိုးတက်ပါစေဆုတောင်းပေးပါတယ်ခင်ဗျာ